ဒါဘာသာတွေအတွက်အထူးရှင်းရမယ်ရှင်းကြဖြစ်ပါတယ်။ကာလမသုတ်တံဟာကာလမမင်းသားတွေကိုဟောကြတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဘာသာကြားတွေကိုဟောတဲ့တရားဖြစ်ပါတယ်။ freezing ကလို့ခေါ်တဲ့လွတ်လွတ်လပ်လပ်တွေးခေါ်နေကြတဲ့မဆုံးဖြတ်နိုင်သေးကြတဲ့ကာလမမင်းသားတွေကိုဟောကြတဲ့ဘာသာမဲ့တွေကိုဟောကြတဲ့တရားလို့ဒီလိုတွေ့တင်သိထားပါတယ်။သို့သောဒီကိစ္စမုတ်တိသုတ်တံဆိုတဲ့ကာလမသုတ်တံကိုနာကြားကြတဲ့ပုဂ္ဂိုလ်များဟာဗုဒ္ဓဘာသာဝင်တွေဖြစ်နေကြပါတယ်။ ဒီတော့ဘာသာကြားတွေကိုဟောထားတဲ့တရားတွေကိုဗုဒ္ဓဘာသာဝင်တို့ကမိမိတို့ရဲ့ရှုထောင့်နဲ့ကြည့်ပြီးတော့ယူလိုက်တဲ့အခါမှာအထင်လွဲစရာတွေအယူအောက်လွဲစရာတွေအများကြီးတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့မှာမူလေးတွေရှိပါတယ်။အဲ့ဒါဘာလဲလို့ဆိုတော့ပါဠိတော်ထာဂရာတီဃာဆိုတဲ့မူတွေဖြစ်ပါတယ်။ကျွန်တော်တို့မှာပါဠိတော်အုပ်40ရှိပါတယ်။အဲ ထာဒါ52ဦးရှိပါတယ်ဒီက26ဦးရှိပါတယ်ကျမ်းပေါင်းတရာကျော်နဲ့စုစည်းထားတဲ့ဖွဲ့စည်းထားတဲ့ဘာသာကြီးတခုဖြစ်ပါတယ်လက်တော်အားလို့ကျမ်းစာတခုနဲ့ဖွဲ့စည်းထားတဲ့ထူထောင်ထားတဲ့ဘာသာမဟုတ်ပါဘူးပါဠိတော်အုပ်40မှာသုတ်တန်ကြီးပဲ22ဦးရှိပါတယ်ဝိနည်း၅ကျမ်း၅ဦးရှိပါတယ်ပြီးဒီမှာ9ကျမ်းစာအုပ်အပြင်22ဦးရှိပါတယ်သုတ်တန်ကြီးပဲ23ဦးဆိုတာသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေယသုတ်သုံးကျမ်းစာအုပ်အပြင်23ဦးရှိပါတယ်ဝိနည်း၅ကျမ်းရှိပါတယ် ပါရာဇိကပါစိတ္တိယဆူလဝကမဟာဝကပြိဝါဒစာဝအဖြစ်၅အုပ်ရှိပါတယ်အဘိဓမ္မာ9ကျမ်းရှိပါတယ်ဓမ္မသံဃာနိဝိဘင်းဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့9ကျမ်းရှိပါတယ်စာဝအယူတွေအပြင်12အုပ်ရှိပါတယ်ဒါကြောင့်ပါဠိတော်ကြီးပဲအုပ်40ရှိပါတယ်ဓာတာ52အုပ်ဒီက26အုပ်ရှိပါတယ်ဒီတော့ကျွန်တော်တို့ရဲ့မူဆိုတာကျွန်တော်တို့ရဲ့ပေတံဆိုတာအဲ့ဒါပါပဲဒီတော့ရှေးဥစွာပါဠိတော်ကိုကျွန်တော်တို့ကြည့်ပါမယ်မာပိရိကသမ္မာနိနကံဋ္ဌာန်း အဲ့ဒါပါဠိတော်မှာပရိကသမ္မာနေနအတိဘယ်ကမိမိတို့သင်ကြားလေးကျန်နာယူမှတ်သားအကုန်သော စာပေပရိကတို့နဲ့ကိုက်ညီယုံမြဖြင့်ဒီလိုတိဘယ်ဖွင့်မှာအထာရာကဘာဖွင့်လဲလို့ဆိုတော့မာပရိကသမ္မာနေနာတိအမှားကံပရိကတန်တိယသတ္တိန်သမေတိတိမာကံနိထာလို့ဖွင့်မှာဒီတော့ပရမတ်တိချက်ကအထာရာဆရာရဲ့အဆိုအရမာပရိကသမ္မာနေနာတိအမှားကံနဲ့အမှားကံဆိုတာငါတို့ရဲ့လို့အတိဘယ်ရပါတယ်ဆောစောပါဠိတော်မှာမိမိတို့သင်ကြားလေးကျန်နာယူမှတ်သားအကုန်သောစာပေပရိကလို့ခေါ်တဲ့အခါမှာ အဲ့ဒီပရိကတွေကဘသူတွေရဲ့ပရိကလဲလို့ထာဂရာကိုဆက်ကြည့်တဲ့အခါမှာအမှားကန်ငါတို့ရဲ့ငါတို့ရဲ့ဆိုတာဘသူရဲ့ပရိကလဲဆိုကာလာမတို့ရဲ့ပရိကကိုဆိုတာပါမြတ်စွာဘုရားရှင်ကနေပြီးတော့ပြောရင်တော့သင်တို့ရဲ့လို့ဒီလိုတိပြရပါတယ်ကာလာမမင်းသားတွေကိုကိုစားပြုပြီးပြောနေတဲ့အတွက်မာအနုတဝိနမာပရံပရာယမာဣတိကိရာယမာပရိကသမရာနေနာလို့ဆိုတဲ့အတွက်ပရိကသမရာနေနာဆိုတာ စာပေပရိကလေအဲ့ဒါဘသူပရိကလဲဆိုရင်အမှားကန်ငါတို့ရဲ့ဆိုတာကာလာမတို့ရဲ့စာပေပရိကလေဖြစ်ပါတယ် ဒါဖြင့်ပိဋကရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်။ပိဋကဆိုတာဘာလဲ။ဒီကကိုဆက်ကြည့်ရပါမယ်။ဒီကဆရာကအတ္တနောဥက္ခဂန္ဓတံပတ္တိယမာဂန္ဓိတာဒီဝုတ်တံဟောတိလို့ဖွင့်ပါတယ်။အဓိပ္ပာယ်ကပိဋကဆိုတာဘာလဲဆိုဂန္ဓာ။ဂန္ဓာဆိုတာဘာလဲဆိုကြံကံ။စာအုပ်ပဲ BOK ပုဂ္ဂံ။ဂန္ဓာပါဖြစ်ပါတယ်။ပိဋကဆိုတာကြံကံစာအုပ်ဖြစ်ပါတယ်။ဒါဖြင့်ဘယ်သူတွေရဲ့စာအုပ်လဲလို့ဆိုရင်ခုနပြောတဲ့ကာလမမင်းသားတွေရဲ့စာအုပ်တွေဖြစ်ပါတယ်။ ဒီနေရာမှာဘာကြောင့်ဒီလိုရှင်းရလဲလို့ဆိုတဲ့အခါမှာဘာသာပြန်ဆိုချက်အမှားကြီးကိုဖော်ပြခြင်းလို့ဖြစ်ပါတယ်။မာပရိကသမရဏိနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပိကသုံးပုံတည်းပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ်။ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဘုရားဘာသာတွေရဲ့ရှုထောက်ကနေဘုရားဘာသာများစုကနာပြီးတော့ဘာသာပြန်ရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပိကသုံးပုံနဲ့ကိုက်ညီယုံမြဖြစ်လည်းမယုံနဲ့အောင်လို့ဆိုတဲ့ပြဿနာအကြီးကျယ်ဖြစ်ပါတယ်။ ဒါဘာကြောင့်လဲဆိုရင်ဘာသာပြန်လို့ရအမှားပါဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးရှိရှိခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျယ်ပြန့်အောင်သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတွေအင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခင်းရင်းတဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခင်းရင်းကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရမှာအင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနှက်ချက်တွေကတစ်က ပြန်ဆိုသူသည်ဗုဒ္ဓဘာသာဝင်မဟုတ်တာတစ်ချက်။အာဂရိ၄ပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်။နောက်တတိယချက်ကပါဠိတော်ထာဂရတိကာတွေကိုဆရာနဲ့တကွကြာကြာနန်းနာသင်ကြားတက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူး။အဲ့ဒီပုဂ္ဂိုလ်တွေကပါဠိတော်ထာဂရတိကာကိုအိမ်မက်တော်မမက်ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပတ်ဆံရလို့ပြန်တယ်လို့ဒီပြထွက် ပါတယ်။အဲ့ဒါလို့ပြန်တဲ့ခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယွင်းနေဖြစ်ပါတယ်။ဥပမာလေးပြောပါမယ်။ကျွန်တော်တို့ပါဠိဘာသာမှာ ဗုဒ္ဓစာပေမှာသွားဟာဆိုရှိပါတယ်သွားဆိုတာမင်္ဂလာကိုရည်မှန်းပြီးဟစ်အော်ခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲဒီသွားဟာကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါတယ်အဓိပ္ပာယ်ကနှင်ထုတ်ခြင်းလို့ဖြစ်အဲ့တော့သွားဟာဆိုတဲ့ဟာကိုသွားဟာဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ go away လို့ပြန်လိုက်တယ်အမှားတကူပါတော်တော်ဆိုးရတယ်အမှားဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဝိသုတိမထာဂရာတဲ့ပစ္စယပရိကအခန်းမှာသုဒ္ဓဓမ္မပဝတ္တန်တိဆိုတဲ့ပါဠိရှိပါတယ် အဓိပ္ပာယ်ကဟေတုဖလသမန္တဝသေနဗုဒ္ဓမာနနာမရူပမတ္တမေဝခါယတိလို့ဆိုပါတယ်။မြန်မာလိုပြောရင်တော့အကြောင်းကျိုးအပြည့်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနေလောကမှာအထင်ရှားရှိကြကုန်လေ။ပြည်လူသူကာရကခံစားသူဝိရကဆိုတာမရှိဘူးတဲ့။အဲ့ဒါကိုသုဒ္ဓဓမ္မပုံဝန်တန်းတိလို့ခေါ်ပါတယ်။ဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြည့်ရှိအောင်လို့အမည်ရပါ အဲ့ဒါလို့ပြန်တဲ့အခါဒီအတိတ်ပဲကဘာလဲလို့ဆိုတော့အထင်ရှားရှိသောသိနိုင်သောတရားပေါ့အဓိကအပြင်တော့ရူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖုတ္တပါယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ယုတ်တရားလို့ဖနမီနန်ရဲ့အတိတ်ပဲကထွက်ပါတယ်ဒီတော့သုဒ္ဓတမပေါ်တန်တိလို့အဲ့ဒါလို့ဖနမီနန်လို့ပြန်လိုက်တဲ့အခါမှာဘုဒ္ဓဝါဒဟာယုတ်ကျမ်းဝါဒလို့ထင်ရောင်ထင်မှဖြစ်သွားပါတယ် ိုတုန်းကဘာသာပြန်ဆိုတဲ့ပုံကိုယ်ကြီးရဲ့အမှားဘလောက်ဆိုးလဲဆိုရင်အရှင်အာနန္ဒာကိုဘုံကြီးမန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ်။ရှင်အာနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ်။ဖယားနဲ့လိုက်ပြီးတော့အလုပ်ကျွေးပြုတ်နေတဲ့တာဥပဒကာဒီတော့တက်တက်ဆင်လွှဲမှားပါတယ်။ဘိက္ခုလို့ခေါ်တဲ့တန်ဃာနဲ့ဥပဒကာဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှားရှိတော်လည်းပဲအတိပ္ပယ်ကအများကြီးကွာပါတယ်။ကောဥပဒကောတိတသမာဥပဒကောတိဥပဒကာဆိုတာဘာလဲလို့မင်းရင် ယောဂောစီတရဏံကတောကဟထယရဏသုံးပါးကိုကိုယ်ကွယ်ကြည်ညို စိက္ကထက်တဲ့ကဟထဆိုတာအင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ်။မယတမြုံသားတချုံနဲ့နေတဲ့အင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုယရဏသုံးပါးကိုကိုယ်ကွယ်ကြည်ညိုစိက္ကထက်တယ်လို့သူတို့ကိုကဟထဥပဒကလို့ခေါ်ပါတယ်။ဒီတော့အရှင်အနန္ဒမထေရဥပဒကလို့ဆိုလိုက်တဲ့အခါမှာအရှင်အနန္ဒမထေရပါရာဇိကကြားတဲ့ပုံစံမျိုးတော်ဖြစ်သွားပါတယ်။ဒါဟာဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်။ ါဖြင့်ကျွန်တော်တို့ရှင်းရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုကမတူပါဘူး၊ကွဲပြားခြားနားပါတယ်။ပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးကပိဋကတ်နောက်တစ်ခုကပါဇော်ရီလုံးတင်ပြီးတတလင်းချေကာကြီးရေးတတ်တာကပိဋကတ်ဒီနှစ်ခုကအတိပဲကွဲပြားခြားနားပါတယ်။ရိုးရိုးကကြီးနဲ့ရေးတဲ့ကကဘာလဲလို့ဆိုရင်အဲ့ဒီပိဋကတ်ဆိုတာခန္ဓာပါ။ခုနတိကစီကဖွင့်ပြတာအတနောဥက္ကဟာခန္ဓာတံပတ္တိရမာကန္တိတာဒီဟုတ်တယ်ဟုတ်တယ်အဲ့ဒါခန္ဓာပါကျမ်းကံပါ စာအုပ်ပါကာကြီးရေးတပ်သားကတ်တဲ့ပိရိကတ်ကဘာလဲလို့ဆိုတော့ပိရိကတ်၃ပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်းအဘိဓမ္မာဆိုတဲ့ပိရိကတ်၃ပုံကိုဆိုပါတယ်အဲ့ဒီပိရိကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိရိကတ်တရားကနေလာပါတယ်ပိရိကတ်တရားကနေပိရိကတ်ဆိုပြီးဖြစ်ပါတယ်ဒေဝထထကနေပြီးတော့ဒေဝဒတ်လို့ဖြစ်လာတယ်လို့ပိရိကတ်တရားကနေပြီးတော့ပိရိကတ်လို့ဖြစ်ပါတယ်ဒါကြောင့်ပိရိကတ်နဲ့ပိရိကတ်ဟာအများကြီးကွဲပြားခြားနားပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်က နံပါတ်၄ချက်ဖြစ်တဲ့ကာလမတုတ်တီကိုဟောတဲ့မာဆဲချက်ထဲမှာနံပါတ်၄ချက်မျိုးဖြစ်တဲ့တရားကိုဟောတဲ့ကမာပိဋကတရားတမ္ပရာနေနဂဏိဌလို့မဟောဘူးမာတိပိဋကတမ္ပရာနေနဂဏိဌလို့မဟောဘူးရိုးရိုးလေးဟောပါတယ်မာပိဋကတမ္ပရာနေနဂဏိဌဒါမှတန်ရေးကြည့်ပါဘာကြောင့်ပိဋကတရားလို့မဟောသလဲဘာကြောင့်တိပိဋကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီအချိန်မှာပိဋကဆိုတဲ့အတုံလုံးဟောတာမပေါ်သေးပါဘူး ဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ်ပိဋကတ်ကျိုးတဲ့ဝေါ်ဟာရဟာပထမသင်္ကာယနာတင်မရှင်မာကသပမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဝေါ်ဟာရဖြစ်ပါတယ်ကာလမတိကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိဋကတ်၃ပုံလို့ခေါ်ဆိုရအောင်လည်းပဲမစုံသေးပါဘူးပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါသေးတယ်ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလို့ရှိတယ်ဓမ္မနဲ့ဝိနည်းရဒီနှစ်ချက်နဲ့ပဲပြပါမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့ချိန်ကျမှအရှင်မဂ္ဂသပ္ပဥဆောင်ပြီးတော့ရှင်ဘုရားတို့ ညစာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအာလုံးတန်ခါကစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပါပြီ။ဟောဒီတရားတွေကိုတော့သုတ်တန်တပ္ပိကလို့ခေါ်ကြပါစို့။ဒီတရားတော်တွေကိုတော့ဝိနည်းပ္ပိကလို့ခေါ်ကြပါစို့။ဒီတရားတွေကိုတော့ဗိဓမ္မာပ္ပိကလို့ခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ခါတွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်။ညစာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအာလုံးစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပြီးပါပြီ။ဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည့်လားဆွဲလားထည့်လားမလုပ်ကြပါနဲ့။ ။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပဲပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါဘူး။ဒီတိုင်းခြားကိုးကွယ်ကြပါစို့လို့လုပ်ခဲ့။အဲ့တော့ပထမသင်္ကန်းနာတင်မှပိရိကဆိုတဲ့ပိရိကဆိုတဲ့ဟောဟာတာပေါ်ပါတယ်။ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းအားလို့ဒီလိုပဲဟောပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ပြိဋိဘံပြုခာနီးမှာတော့အရှင်အနန္ဒကအရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုးကွယ်ရမလဲလို့မေးတဲ့အခါမှာယောခောအနန္ဒဓမ္မောစာဝိနည်းဩစာဒေစီတော်ပညာတော်သောဝမမစ္စေနာတတ်တာ အာနန္ဒငါဒီဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီအဲ့ဒီဓမ္မနဲ့ဝိနည်းဒီငါဖရာပြိဋိနိဗ္ဗာန်ပြုပြီးတဲ့အခါမှာသင်္ချေသားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7000လေးတောင်ဒီငါဖရာရာနဲ့တီကသင်္ချေသားတို့ကိုဆုံးမကြလိမ့်မယ်ဒီလိုမိတ်ဆွေတော်မူခဲ့ပါမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကဓမ္မဝိနည်းလို့ဆိုထားပါတယ်သူတရားတွေကိုအဲ့ဒီအချိန်မှာဓမ္မဝိနည်းပဲဖွင့်ပါတယ်ပိဋကလို့မဖွင့်ပါဘူးပိဋကတော်လို့မဖွင့်ပါဒါကြောင့်ဒီဓမ္မနဲ့ဝိနည်းလို့ဖွင့်ထားတဲ့အခါမှာ အခရမေကမေကင်းစာဗုဒ္ဓရူပံစာတလုံးဖျားတဆူလို့ဒီဓမ္မခန္ဓာပေါင်း၈000လောက်တောင်ဗုဒ္ဓဘာသာတွေလေးစားကြီးညိုပြီးတော့ကိုယ်ကွယ်စည်းကပ်ပြီးတော့တတိထားခဲ့ကြပါတယ်ဒီတော့ဒီနေရာမှာအခုခါကျမှဘာသာပြန်ဆိုတဲ့လူတွေရဲ့အမားကြောင့်ငါဖျားဟောတာလည်းမယုံနဲ့အောင်ပိဋကသုံးပုံနဲ့ပါယုံနဲ့လည်းမဟုတ်မယုံနဲ့အောင်လို့ဆိုရင်တော့ကျွန်တော်တို့ဒီဘာတွေဆက်လုပ်ကြမလဲအမတန်မှအရေးကြီးပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တုတ်တံဝီနီပိရိမာဆိုတဲ့ပိရိက3ပုံကိုဖះဟောတာလည်းမယုံနဲ့အောင်ပိရိက3ပုံနဲ့ပါယုံနဲ့မယုံနဲ့အောင်ဆိုရင်တော့စကားတခွန်းဒီနေရာမှာပြောစရာရှိပါတယ်စကားအသုံးနှုန်းရင်သီးတယ်လို့ဆိုရင်တော့သိခံပေးပါပိရိကမယုံရင်ဗုဒ္ဓဘာသာကထွက်လို့ဒီစကားတခွန်းပဲပြောရမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တိပိကလို့ခေါ်တဲ့ပိရိက3ပုံကိုမယုံရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကထွက်ရမှာပါဘယ်မရောက်သွားမလဲဆိုရင်ဘေးထွက်နေပါ ကာလမရီနာသွားထိုင်နေရုံပါပဲ။ဟိုမှာကနဝေတင်ကြောင်နဲ့ဘဲယူဝါဒမှန်တယ်ဘဲယူဝါဒမှားတယ်။ဘဲသမဏဗျမဏတွေဒီဟာမှန်သောစကားကိုဆိုတယ်ဘဲသမဏဗျမဏတွေဟာမှားသောစကားကိုဆိုတယ်ဆိုတာကိုမဝေခွဲနိုင်မဲနဲ့မြတ်စွာဘုရားကိုရှောက်ထားတဲ့အခြေအနေပဲရှိပါသေးတယ်။ဒါကြောင့်ပရိကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်ပါ။ဘာကြောင့်လဲ။ဗုဒ္ဓဘာသာဆိုတာအစ္ဆတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစရှိသည်ဖြင့်ဘုရားယရနာကို အသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တယ်ဓမ္မကိုအသက်ထက်ဆုံးယုံကြည်တယ်ဓမ္မလို့ခေါ်တဲ့မလေးပါဘိုးလေးပါနိဗ္ဗာန်ပရိယတ်လို့ခေါ်တဲ့ဒီပရိကတ်တော်တွေကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ဗုဒ္ဓဘာသာဖြစ်ပြီးမှပရိကတ်တော်နဲ့ပါယုံနဲ့မယုံနဲ့အောင်လို့ဆိုရင်တော့ဗုဒ္ဓဘာသာကနေခိတ္တထွက်ပေးလိုက်ရုံပဲရှိပါတယ် ီစိတ်ကလေးကိုမှသောသောကကာယပဒါဒအကြည်တတ်ရေဖုဒ္ဓဘယုံရေကာယဝิญဉ္ဉေဒီသုံးခုကိုတိန်ဏထိုသုံးခုကိုသင်္ကတိပေါင်းစုရေဖတ်တော်ဖတ်တာဒီဥပ္ပစတိဖြစ်လာဒီသုံးခုကိုပေါင်းပြီးကြိတ်ချလိုက်မှဖတ်တာဆိုတဲ့အာယုံကိုတွေးကြည့်ခြင်းသဘောလက္ခဏာဆိုတာဖြစ်တယ်အဲ့ဒီဖတ်တာဖြစ်မှာဝေဒနာဆိုတဲ့နာကျင်မှုကောင်းမှုခံစားမှုဆိုတာဖြစ်တယ်ဒီသုံးခုထဲမှာဖုဒ္ဓဘဆိုတဲ့ဟာကိုဖယ်ထားလိုက်ဒါရဲ့ကျန်တယ်မှုအဓိကချက်ကကာယပဒါဒနဲ့ကာယဝิญဉ္ဉေနှစ်ခုအဲ့ဒီနှစ်ခုတစ်ခုခုယုတ်လျော့နေရင်ဖတ်တာမဖြစ်ဘူး ဆိုပါစို့ကာယပဒါဒအကြည့်မရှိအောင်လုပ်ထားမယ်လက်ညိုးကိုဓာရှတယ်ဆိုအဲ့ဒီလက်ညိုးမှာကာယပဒါဒအကြည့်ရှိတယ်အဲ့ဒီကာယပဒါဒအကြည့်လက်ညိုးကိုမရောက်အောင်ထုံသေးတစ်ခုခုနဲ့သိပ္ပံကထိုးထားမယ်ချက်မသွားဘူးအဲ့နေရာတားထားတယ်အဲ့ဒီလိုဝေဒနာဆိုတဲ့နာကျင်မှုမဖြစ်ဘူးရှင်းပါတယ်နော် ဘာချို့ရင်းသွားလို့လဲကာယပဇာတအကြည်မရောက်အောင်လုပ်ထားတာထုံစင်းနဲ့ဖသဆိုတာကာယပဇာတအကြည်တဲ့ရေဖုဒ္ဓဗရေကာယဝိညာဉ်ဒီသုံးခုပေါင်းမှဖသဖြစ်တယ်အဲ့ဒီဖသဖြစ်ပြီးမှဖသဖြစ်စရာဝေဒနာဆိုပြီးခံစားမှုဖြစ်ဒါပြင်ဒီကာယပဇာတအကြည်မဖြစ်တယ်လို့မရှိတောင်လုပ်ထားတယ်လို့ကာယဝိညာဉ်စိတ်မရှိအောင်လည်းလုပ်ထားတယ်လုပ်လို့ရတယ်သိပ္ပံကဘယ်လိုလုပ်မလဲအခုမှကျွန်တော်တို့ operation လုပ်နေတဲ့ဘိုက်ခွဲနေတဲ့လူတယောက်ကိုမေးစေးပေးလိုက်မေးစေးပေးလိုက်တဲ့အခါမှာကာယဝိညာဉ်ဆိုတဲ့ထိတိစိတ်မရှိဘူး ဘာဖြစ်နေလဲအဲ့ဒီစိတ်ဟာမနောဝိညာဉ်ဟာဘာဖြစ်နေလဲဘဝင်စိတ်ဖြစ်နေတယ်အိပ်ပြောနေတယ်မေ့လျော့နေတယ်ဘဝင်စိတ်ဖြစ်နေတဲ့အတွက်ကာယဝိညာဉ်စိတ်မဖြစ်ဘူးကာယဝိညာဉ်စိတ်ဒီဝီထိစိတ်ထဲမှာပါတယ်ဘဝင်ပြက်ပြီးမှကာယဝိညာဉ်စိတ်ဖြစ်ရပါဒါကြောင့်မေဇင်းနဲ့ပေးထားတဲ့လူတယောက်ကိုဗိုက်ကြီးခွဲလိုက်ဥတွေထုတ်လိုက်ဖြတ်လိုက်တောက်လိုက်ဆက်လိုက်ပြန်ချုပ်လိုက်အကြီးတွေနဲ့အဲ့ဒီလူနာကျင်တဲ့ဝေဒနာဖြစ်သလားဆိုတော့မဖြစ်ဘူး။ဘာကြောင့်လဲဖတ်တာမရှိဘူး။ဖတ်တာဘာကြောင့်မရှိလဲ။စောစောက ကာယဝဉ္ဇဉ်စိတ်မဖြစ်အောင်ပဝင်ချထားလို့ ဈေးတစ်ခုခုနဲ့ပုံဝင်ချထားလို့မိဈေးတို့နဲ့ခုနကပြောတဲ့ကာယပဇာတမရောက်အောင်မိဈေးနဲ့ထုံဈေးနဲ့ဖြတ်ချထားတယ်လို့ကာယဝဉ္ဇဉ်စိတ်မရှိအောင်မဖြစ်အောင်ဘဝဉ္ဇဉ်ကြနေအောင်မိဈေးနဲ့ပေးထားတဲ့အတွက်ဒီဆုံးခုရုပ်လျော့တဲ့အတွက်တိဏ္ဍသင်္ကတိအဲ့ဒီဆုံးခုပေါင်းမှဖတ်တာဖြစ်တဲ့အတွက်ဖတ်တာမရှိတဲ့အတွက်ဝေဒနာမရှိဘူးမြတ်စွာဘုရားရှင်တော်တိတိကျကျဟောထားတဲ့ဒေသနာဘဲပါသာမှာကျွန်တော်တို့ရှာတွေ့မှာလေမြတ်စွာဘုရားရှင်အမတန်ကြည်ညိုဖို့ကောင်းပါတယ်တရားတွေကအမတန်ကြည်ညိုဖို့ကောင်းပါတယ် ဒါကြောင့်ဒီလောက်ခက်ခဲနဲ့နေတဲ့တရားတွေလက်ကိုဓာချလို့ထိသွားလို့နာသွားတဲ့ဝေဒနာဖြစ်တယ်ဆိုတာအရက်ပြောစကားပဲဖတ်တာကိုကြော်ပြီးဖြတ်ပြောတာဖတ်တာမရှိဘဲနဲ့မဖြစ်ဘူးကြိုက်တဲ့လောက်ထိကြည့်ခုနလိုထုံစေးပေးထားတယ်မေးစေးပေးထားတယ်အချက်တွေကိုဖတ်တာဖြစ်နိုင်စရာအချက်တွေဖြတ်ထားရင်မရှိဘူးဒီလောက်နဲ့နေတဲ့အရာတစ်ခုကို logic ဆိုတဲ့တရားခုနပြောတဲ့အစိုးရစင်ကြီးရဲ့ဆုံးဖြတ်ချက်ရဲ့နားကပ်လို့မရပါဘူးအဝေးကြီးပါဒီလိုဘာသာကြားကနေတွေးခေါ်မျှော်မြင်တဲ့ logic လို့တက်ကပေးတာဘာသာမပြောနဲ့ကျွန်တော်တို့ဘုဟုဗုဒ္ဓဘာသာလို့ခံယူရတဲ့ပုံစံတွေတော့ခုနကျွန်တော်တင်ပြတဲ့အခန်းတွေ စာပေပရိယတခုခုကိုအခြေခံဝန်းစာရှိမှဒါတွေကိုနားလည်နိုင်ပါလိမ့်။နောက်ပြန်ကျွန်တော်တို့ဆက်ကြည့်။ဒါလောကီယာတရားပဲရှိသေးတယ်။လောကုတ္တရာတရားနိဗ္ဗာန် logic ကဘယ်လိုတိုင်းတာမလဲ။ဘယ်လိုဆိုရဆင်ကြည်ရဟာတွေပြီးမလဲ။နိဗ္ဗာန်ဒီလောကကလွန်မြောက်တဲ့တရားလောကုတ္တရာတရားဖြစ်တယ်။လောကုတ္တရာတရားဖြစ်တဲ့အတွက်လောကထဲကနေနိဗ္ဗာန်ကိုနားလည်နိုင်ဖို့အဆင်မရှိဘူး။လောကအကြောင်းကောင်းကောင်းသိချင်ရင်လောကအပြင်ဘက်ကိုထွက်ရတယ်လောကဥဒ္ဒရာ ကဘာရဲ့အကြောင်းကိုကောင်းကောင်းသိကြရင်ကဘာအပြင်ဘက်ကိုထွက်နိုင်မှာပို့ပြီးတော့သိလိမ့်မယ်ကဘာအတွင်းပြင်ကိစ္စတွေအကုန်လုံးသိနိုင်တယ်ဒါကြောင့်လောကလောကုတ္တရာအကြောင်းသိကြရင်လောကကနေထွက်အောင်လုပ်တာထွက်မြောက်ထားတဲ့စိတ်ရှိရမယ်ဉာဏ်ဖွဉာဏ်အစရှိတဲ့ပန္တိယပန္တိတဝေဒနိယောလို့ခေါ်တဲ့မယ်ဉာဏ်ဖွဉာဏ်အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေသာလင်သိနိုင်မယ်ဒါဖြင့်ပရမတ္ထတစ်ခုမှာလက္ခဏာရတပစ္စုပ္ပန်ပဋ္ဌာန်ကြီးလားထန်လေးထန်ရှိပါတယ်ဗုဒ္ဓရဲ့ laboratory လို့လည်းခေါ်ပါတယ်ဗုဒ္ဓရဲ့တခွဲခံဖြစ်ပါတယ် နိဗ္ဗာန်ဟာလက္ခဏာအဖြစ်အမှတ်သားအဖြစ်ပြောရင်တန်တိလက္ခဏာလို့ဆိုပါတယ်အေးငြင်းခြင်းသဘောလက္ခဏာရှိတယ်အဲ့ဒီအေးငြင်းခြင်းသဘောလက္ခဏာဆိုတာတန်တိဒုက္ခဆိုတာအခုကျွန်တော်တို့ဘယ်ဒုက္ခနဲ့မှစားထိုးပြလို့မရလောကကိုလွန်မြောက်နေတဲ့လောကုတ္တရာတစ်ခုကိုလောကဝဝါဒတစ်ခုနဲ့လောကအတိုင်းတာတစ်ခုနဲ့လောကပြညာတစ်ခုနဲ့ထင်ဟပြလို့မရအခုကျွန်တော်တို့သိနေတဲ့ခံစားမှုဒုက္ခတွေချမ်းသာတွေအလုံးဟာဝေဒယိတဒုက္ခလို့ခေါ်ပါတယ်ခံစားချမ်းသာလို့ခေါ်ပါတယ်ခန္ဓာချမ်းသာ နိဗ္ဗာန်ရဲ့ချမ်းသာတန်တိဒုက္ခကခံစားချမ်းသာမဟုတ်ဘူးတည်ရှိချမ်းသာလို့ခေါ်တယ်မဖြစ်မပြတ်နဲ့တည်ရှိတဲ့ချမ်းသာအဲ့တော့တက်ကဗေဒလို့ခေါ်တဲ့ logic ကဘယ်လိုစမ်းသပ်နိုင်မလဲအဝေးကြီးဖြစ်ပါတယ်လက္ခဏာပြီးတော့ရတ္တနိဗ္ဗာန်ရဲ့ရတ္တအာနိမိတပိစုပ္ပတ္ထဏဗဒ္ဒထံအပြင်အာနိမိတပိစုပ္ပတ္ထဏလုံးရတ္တံပုံဟံနမိတ်မမရှိဘူးဣဇုတိရတ္တံသုတိမလေသေလွန်ခြင်းကိုလွန်မြောက်တဲ့တရားဖြစ်တယ် ဥပ္ပတိပဲလည်းမရှိဘူးတဲ့ဖြစ်ချင်းပြက်ချင်းလည်းမရှိတော့အာနိမိတ်တံပြည့်စုံပဋ္ဌာန်တဲ့လုံရတံပုံဟံနမိတ်လည်းမရှိဘူးနိဗ္ဗာန်ဘာမှလဲလို့ပြဖို့အတွက်ဒသနာကိစ္စလို့ခေါ်တယ်မျက်စိနဲ့မြင်နိုင်တဲ့အရာကိစ္စမဟုတ်ဘူးနိဗ္ဗာန်ဟာရေမြေလီမိတ္တကြီး၄ပါးဆိုတဲ့မဟာဘုတ်၄ပါးနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက်သင်္ကတဆိုတဲ့တရားတွေကနေလွတ်မြောက်နေတဲ့အသင်္ကတတရားဖြစ်တယ်မဟာဘုတ်မရှိတဲ့အတွက်ဒီလုံရတံပုံဟံနမိတ်ကိုကြည့်နိုင်မပြနိုင်နောက်တစ်ချက်ပဒတ်ထက် ဒါဖြင့်နိဗ္ဗာန်ကိုတိုင်းရိုက်မသိနိုင်ရင် logic ကဒီနိဗ္ဗာန်ကိုချင်းကပ်မယ်သူရဲ့ဤသောအကြောင်းကိုချင်းကပ်မယ်ခုနကဝေဒနာရဲ့ဤသောအကြောင်းဖတ်တာချင်းကပ်တယ်ချင်းကပ်မယ်ဆိုတော့ဗဒ္ဓဌာနနလပတိနိဗ္ဗာန်မှာဤသောအကြောင်းမရှိဘူးဝေဒနာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်တဏှာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်ခန္ဓာချုပ်လို့နိဗ္ဗာန်ဖြစ်ရတယ်လို့ဆိုရင်ဖြစ်ပေါ်လာတဲ့နိဗ္ဗာန်ကလည်းပဲဥပ္ပတ်ရှိလာရင်ဥပ္ပတ်ထိပင်နဲ့ပြည့်စည်သွားအောင်မယ်ဒါကြောင့်နိဗ္ဗာန်မှာဤသောအကြောင်းမရှိဘူးတဏှာကင်းရတဏှာကုန်ရနိဗ္ဗာန်ပဲဒါဖြင့်နိဗ္ဗာန်မှာဘာမှမရှိဘူးလားလို့မင်းရင် ဘာမှမရှိတာမဟုတ်ဘူးရှိတယ်မရှိတဲ့တရားတွေကဘာတွေလဲရှိတာကတန်တိလက္ခဏာဆိုတဲ့အေးငြင်းခြင်းသဘောလက္ခဏာရှိမရှိတဲ့တရားဟာဘာတွေလဲနိဗ္ဗာန်မှာအတ္တဝါမရှိဘူးအောကမရှိဘူးယောဂမရှိဘူးခန္ဓာမရှိဘူးဥပါဒံမရှိဘူးနိဝရဏမရှိဘူးအနုတ္တယမရှိဘူးတန်ရောစင်မရှိဘူးကိလေသာမရှိဘူးဒီလိုတရားစိုးတွေမရှိတဲ့အရာကိုနိဗ္ဗာန်လို့ဒီလိုသတ်မှတ်ပါဒါကြောင့်နိဗ္ဗာန်ကိုမိမိတို့ရဲ့လောကုတ္တရာဉာဏ်မရှိဘဲနဲ့မိမိတို့ရဲ့လောကီဉာဏ်နောက်နဲ့ဘုဒ္ဓရှင်တို့ရဲ့ဉာဏ်နောက်နဲ့လည်း ကြံစီမှန်းဆတန်းတချက်ဖြစ်နေဖော်ပြလို့မရဘူးအဲ့ဒီမှန်းဆချက်တွေနဲ့ကိုင်းညီယုံများဖြစ်နေမှန်တယ်ရဲ့လို့မယူကြနဲ့အောင်မြတ်စွာဘုရားရှင်ကအရှိကြီးကိုကြည့်ပြီးတော့ဒါကလာမမင်းသားတွေကိုဖော်ပြထားတဲ့တရားဖြစ်ပါတယ်။ဘာလဲလို့ဆိုတော့ဖယားတရားတန်ခါဆိုတဲ့ယတနာ၃ပါးရှိပါတယ်။အဲ့ဒါကိုကြံစီကြစဉ်းစားကြတယ်။ဖယားနဲ့တရားနဲ့ဘယ်သူမြတ်တယ်လဲပေါ့။ဟိုတုန်းကကြံဒီကံတို့ဘာလို့ဟောဘူးလဲ။ဖယားနဲ့တရားဘယ်သူမြတ်တယ်လဲလိုက်ဟောလိုက်မေးတာ။ ဆရာတော်ကြီးကြီးရောက်တော့ကမင်းတို့အယူတွေဆိုမောင်းထုတ်ပြစ်တယ်အဖြေမပေးဘူးပေါ့လေအမှန်တော့အဖြေတစ်ခုပေးရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသာသနာတွင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့မှာပေတံရှိတယ်ပါဠိတော်ထာဂရာတိကသုတ်တံဝိနိအဘိဓမ္မာဒါတွေအားလုံးကကျွန်တော်တို့ရဲ့ပေတံပါကျွန်တော်တို့ရဲ့မူဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာမူဆိုတဲ့စနစ်ရှိပါတယ်ဥပမာဆိုပါစို့ကျွန်တော်တို့ဖြစ်စဉ်မြန်မာလိုပါဠိလိုပြောရင်တော့ဘဝတ္တကမလို့ခေါ်ပါတယ်ဖြစ်စဉ် နောက်ဒုတိယတစ်ခုကပယ်စင်ပဟာနကမလို့ခေါ်ပါတယ်နောက်နံပါတ်3ကျင့်စဉ်ပฏิပတ်တိတ်ကမလို့ခေါ်ပါတယ်နောက်ဘုံစဉ်ဆိုတာရှိပါတယ်ဘူမိတ်တကဘူမိတ်တကမဘုံစဉ်ဆိုတာရှိပါတယ်နောက်တစ်ခုကဟောစဉ်ဆိုတာရှိပါတယ်ဒေသနကမနောက်အမျက်စဉ်ဆိုတာရှိပါတယ်ဓက္ခိကောယုကမဒီလိုအစဉ်တွေကိုကျွန်တော်တို့ဟာပေးတဲ့ဘွယ်ထားရပါတယ် ဘုရားတရားတန်ခါဆိုတော့ယရဏသုံးပါးကိုဆင့်ထားတာဘုရားအမြတ်လို့ရှေ့ရထားတာပေါ့ဟုတ်လားအမိနဲ့ဖမှာအမိအမြတ်လို့ရှေ့ရထားတာပေါ့လို့ဆိုပြီးကိုယ့်ရဲ့ဉာဏ်လေးနဲ့ခုနပြောတဲ့တက်ကဆိုတဲ့မာတက်ကဟိတုကြံစီပြီးတော့စဉ်းစားဆင်ခြင်ကြပါအဲ့တော့ကျွန်တော်တို့စဉ်းစားရမှာကကျွန်တော်တို့မှာပေတံရှိတယ်ကျွန်တော်တို့ဉာဏ်နဲ့မလုံလောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတော်ဒီနဲ့ဘုရားတရားတန်ခါဆိုတဲ့အစဉ်သုံးခုကိုဆင်တာဟာအမျက်ကိုဆင်တဲ့ဟာမျိုးမဟုတ်ပါဘူးဖြစ်စဉ်ကိုဆင်လာတာဖြစ်ပါတယ်ပဝတ္တိကမှာဖြစ်ပါတ ဖရာအရင်ဆုံးပေါ်ထွန်းရပါတယ်ဘုဒ္ဓလောကေသမုတ်ပံတော်ဟိတရာတပ္ပပါဏိဖြစ်စဉ်အရာဖရာဟာနံပါတ်1ဖြစ်ပါဖရာဖြစ်ပြီးတော့မှအဲ့ဒီမြတ်စွာဘုရားရှင်ကနေပြီးတော့ဓမ္မကိုပေါ်ထုတ်ပါတယ်ဒုတိယဖြစ်စဉ်ကဓမ္မပါဓမ္မလောကေသမုတ်ပံတော်ဒုက္ခရာတပ္ပပါဏိအဲ့ဒီတော့အဲ့ဒီဓမ္မကိုကျင့်သုံးလိုက်တဲ့အခါမှာတန်ခါဆိုတဲ့လူအဖွဲ့စည်းတစ်ခုပေါ်လာပါတယ်တန်ခေါ်လောကေသမုတ်ပံတော်ပုံညာခိတ္တအနုတ္တရဒါဖြစ်စဉ်ကိုပြောတာပါဖရာပေါ်တယ်နံပါတ်1 ြီးရင်ဓမ္မဆိုတာပေါ်တယ်ဒီနေရာမှာဓမ္မကရှိပြီးသားလို့ပြောเสียရှိပါတယ်သို့သော်ရှိပြီးသားပဲမဲ့သူပေါ်ထွန်းတာမဟုတ်ဘူးပွင့်ထွန်းတာမဟုတ်ညီကြီးအောင်မှာကျောက်စင်းလုံးကြီးတခုအနှစ်တစ်ထောင်လောက်ရှိကြာကျင်လဲကြာမရှိကျင်လဲရှိနေမယ်သို့သော်လည်းတူးဖော်မှုမရှိရင်ဒီကျောက်စင်းလုံးကြီးပေါ်ထွက်တယ်လို့ပြောခွင့်မရှိပါဒါကြောင့်မြတ်စွာဘုရားရှင်ကအစဉ်အားဖြင့်တဓမ္မက2တန်ခါက3ဗုဒ္ဓနဲ့တန်ခါကိုဆက်သွယ်ပေးလိုက်တာဓမ္မနဲ့ဆက်သွယ်ပေးလိုက်ပါ ဒါကြောင့်ဘုဒ္ဓကမအရာဖရာတရားတန်ခါလို့ဖြစ်စဉ်ကိုစင်ထားခြင်းဖြစ်ပါတယ်ဖရာနဲ့တရားဘသူမြတ်တယ်လဲတရားနဲ့တန်ခါဘသူမြတ်တယ်လဲဖရာနဲ့တန်ခါဘသူမြတ်တယ်လဲဆိုတာဒါတွေကတော့အဖြေထုတ်မယ်လို့ဆိုရင်သူ့အရာဌာနနဲ့သူကျွန်တော်တို့အဖြေထုတ်ရပါလွယ်ကူတဲ့ဥပမာပေးပါမယ်နံပါတ်၁ချက်လက်ဝိချန်ပီယံရယ်ရေကူးချန်ပီယံရယ်အပြေးချန်ပီယံရယ်ဘယ်ချန်ပီယံကတော်လဲလို့မေးရင်အဲ့ဒီအတွက်အဖြေမရှိပါဘူးဘာကြောင့်လဲအရာဌာနမတူလို့ပါ အကုန်လုံးအတော်တည်းပါပဲအထွတ်ထိပ်ကြီးပါထိုနည်းတူစွာပဲဗုဒ္ဓဆိုတာသည်ချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောလူပုဂ္ဂိုလ်တစ်ဦးဓမ္မဆိုတာသည်ချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်တဲ့အမြင့်မြတ်ဆုံးသောသဘောတရားတစ်ခုတန်ခါဆိုတာသည်ချမ်းသာခြင်းကျိုးကိုပေးစွမ်းနိုင်သောအမြင့်မြတ်ဆုံးသောလူအဖွဲ့စည်းတစ်ခုလူပုဂ္ဂိုလ်တစ်ဦးရဲ့သဘောတရားတစ်ခုရဲ့လူအဖွဲ့စည်းတစ်ခုရဲ့အရာဌာနကိုဝဲပါတယ်ဒါကြောင့်ကျွန်တော်တို့ကထပ်ခွဲရပါတယ်တက္ကီကောယုကမှာအမျက်စင်နဲ့ပြော ကိုးကွယ်ရာမှာဗုဒ္ဓဟာယရဏနံပါတ်1ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကနတ္တိမေပฏิပုဂ္ဂလောလို့နှုတ်တစိတ်ခတ်နေခဲ့ပါတယ်။ငါနဲ့တူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးတဲ့။နမေအာဇရိယောအဋ္ဌိသတိသောမေနဝိသတိ။တတေဝကသမိန်လောကသမိန်နတ္တိမေပฏิပုဂ္ဂလော။ငါမှာဆရာလည်းမရှိဘူး။ငါတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူး။ तू အမျက်ဆုံးလို့ပြောတာ။ဒါကြောင့်အခြေနှစ်ချောင်းအခြေလေးချောင်းအခြေရှိချောင်းဘယ်လိုပဲတတ္တဝါဆိုတဲ့စင်းဝင်တိုင်းဝင်တိုင်းအလုံးနဲ့မှာအမြင့်မြတ်ဆုံးဟာဗုဒ္ဓ ဒါကြောင့်ဘုသူကိုးကွယ်မလဲလို့ဆိုရင်ဗုဒ္ဓကိုပဲကိုးကွယ်ရပါမယ်အမြင့်မြတ်ဆုံး။ဒါကြောင့်ကိုးကွယ်ရမှာဗုဒ္ဓဟာယရဏနံပါတ်1ဓမ္မနဲ့သံဃာနောက်ရောက်သွားပါလေ။အဲဒါလိုကိုးကွယ်ရမှာထိတ်တန့်ခြင်းရောက်တော်လဲပဲဗုဒ္ဓကစဉ်းစားတော်မူပါလေ။လောကမှာတိကျုံလူဦးကိုအလေးကရုမပြုဘဲနေရင်မကောင်းဘူးလို့ဗုဒ္ဓရဲ့ဉာဏ်မှာထင်ပါတယ်။ဒီတော့ဗုဒ္ဓသည်မိမိအလေးကရုပြုရမယ့်အရာကိုရှာပါလေ။ပုဂ္ဂိုလ်ကိုရှာပါလေ။ဘယ်သူမှမတွေ့ပါဘူး။ဒါဖြင့်နောက်သဘောတရားကိုရှာတဲ့အခါဓမ္မကိုတွေ့ပါလေ။ ။ဤတရားကိုငါပင်လင်သိခဲ့လို့ဒီတရားတော်တွေသိခဲ့လို့သစ္စာတရားကိုသိခဲ့လို့ဗုဒ္ဓဖြစ်ကိုရောက်တယ်။ဒါကြောင့်ငါအလေးကရုပြုနေရမယ်လို့ဆိုပြီးဓမ္မကိုဗုဒ္ဓသည်အလေးကရုပြုနေရမယ်။ဒါကြောင့်သမ္မာသမ္ဗုဒ္ဓပုဇိတံသီတသာနမမိဆိုတဲ့ကျမ်းဂန်ပါဠိလာရှိတဲ့နေ့ဓမ္မံကရုံကတ်တော်အလေးကရုပြုရာဓမ္မဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့သံဃာဟာနောက်ရောက်သွားပါဗုဒ္ဓကိုယ်တိုင်တည်ပြင်းရင်ဓမ္မကိုလေးကရုပြုနေပါနောက်တစ်ချက်တန်ခါ လှူဒန်းရမှာတန်ခါဟာယရဏနံပါတ်1မြတ်စွာဘုရားရှင်ဒီဟုသောပုဂ္ဂလဒိဋ္ဌံကိုလှူခြင်းတဲ့တန်ခါဒီဟုသောအဖွဲအစည်းအပေါင်းအစည်းကိုလှူဒန်းခြင်းကပို့ပြီးတော့မြင့်မြတ်တယ်လို့သာသနာရဲ့ရှေ့ရေးကိုကြိုတွေးပြီးတော့မြတ်စွာဘုရားရှင်ကတန်ခေဒိဏံမဟဖလံတန်ခါကိုလှူဒန်းတဲ့နေရာမှာအမျက်ဆုံးပဲလို့ဖွင့်ဆိုခဲ့ပါတယ်မြတ်စွာဘုရားရှင်ဒီပင်လေမိတိတော်ဂေါတမီလှူဒန်းတဲ့ရှေ့ချသင်္ကန်းကိုငါအာမလှူနဲ့တန်ခါဟာလှူလို့သုံးချိန်တိုင်တိုင်ညွန်ပြတော်မူခဲ့ပါတယ်တန်ခါဂုံတော်ကိုးပါးမှာလည်းပဲအနုတ္တရံပုံညာကိတံလောကသား အနုဒရံအတုမရှိမြတ်လာစွာသောပုံရခေတံကောင်းမှုမျိုးစစ်စိုက်ပျိုးရန်အလို့ငါအကောင်းဆုံးသောလေယာမြေလို့ညွှန်ပြခဲ့ပါတယ်။ဒါကြောင့်လှူဒန်းရမှာတန်ဃာဟာယရဏနံပါတ်၁ဗုဒ္ဓနဲ့ဓမ္မနောက်ရောက်သွားပါတယ်။ဒီလိုတွေကျွန်တော်တို့တွေခွဲခွဲခြားခြားနဲ့ဝိသရဏဆိုတဲ့စစ်စစ်တက်တဲ့ဉာဏ်တွေနဲ့တင်ပြရတာဟာကျွန်တော်တို့မှာပါဠိတော်ထာဝရတိကာဆိုတဲ့မူဘုရားဘာသာရဲ့ပေတံရှိလို့ပါပဲ။ဒါကြောင့်မိမိတို့ရဲ့ဉာဏ်ဆန်းရှိတဲ့မြတ်လေးနဲ့တက္ကပိတလို့ခေါ်တဲ့ကြံစီတွေးဆ ကြံစီယုံမြနဲ့တိုက်ဆိုင်ယုံမြနဲ့ဒါနဲ့ညီညွတ်ယုံမြနဲ့လည်းပဲအမှန်ရလို့မယူကြနဲ့အောင်လို့ကာလမတ်သုတ်တံဒေသနာတော်မှာမြတ်စွာဘုရားရှင်ဟာဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့တင်ပြတဲ့ဟာတွေကိုကျွန်တော်တို့ဏီကုံချုပ်မယ်ဆိုရင်မာဆယ်ချက်လို့ခေါ်တဲ့ကဘာကျော်တဲ့မာဆယ်ချက်ကဘာကျော်တယ်လို့ဆိုရခြင်းကကေသမုတ်တိသုတ်တံလို့ခေါ်တဲ့ကာလမတ်သုတ်တံကိုဘယ်တိုင်းပြီးဘယ်လူမျိုးဘယ်ဒေသပဲဖြစ်စေသွားဟောအမတန်မှစိတ်ဝင်စားကြအမတန်မှနှစ်သက်ကြပါတယ်။ဒါကြောင့်မာဆယ်ချက်လို့ခေါ်တဲ့ ဒေသနာကြောယုံမှာမာအနုတဝေနကံနေချာမာပရံပရာယကံနေချာမာဣတိကိရာယကံနေချာအဲဒီတော့ဒီကနေ့ကျွန်တော်တို့တင်ပြတဲ့မာပိရိကသမ္မာနိနကံနေချာနဲ့မာတက္ကဟိတုကံနေချာအလုံး၅ချက်ပြီးသွားပြီဖြစ်ပါတယ်ရှေးဘတ်တွေမှာတော့ကျွန်တော်တို့ကြံတဲ့၅ချက်ကိုအစဉ်တိုင်းသူတတ်မှတ်ထားတဲ့အချိန်တွေမှာဆက်လက်ပြီးတော့တင်ပြသွားပါမယ်လို့ဆရာတော်သံဃာတော်ရှင်သူမြတ်များနေတော့ကစကိုင်းနဲ့လုံးမြင်စံကြကိုစောက်ကြည့်နေကြတဲ့မိဘ ပြည်သူအပေါင်းတို့ကိုဒီမင်္ဂလာတရားမင်္ဂလာစကားခန့်ခန္ဓာကနေကျွန်တော်နှုတ်ဆက်ရင်းနဲ့ကာရဝပြုပါတယ်ခင်ဗျာ